စီဆိုင်မြို့မှာ PNL PNL ခြံကနေဖမ်းဆီးရမိတဲ့စစ်တုံးပန်းတွေကိုစစ်ကောင်စီတပ်နဲ့ PNL ပြည်သူစစ်ပူးပေါင်းတပ်တို့ကရဲရဲဆက်ဆက်တပ်ဖြတ်ခဲ့တဲ့ရုပ်သံဖိုင်တစ်ခုထွက်ပေါ်ခဲ့ပါတယ်။ဒီရုပ်သံဖိုင်ထွက်ပေါ်ပြီးနောက်မှာစစ်တပ်ကိုထောက်ခံတဲ့ lobby တွေကဒီဖိုင်ကိုဇလန်းစင်ရိုက်ကူးထားခြင်းသာဖြစ်တယ်လို့ဖြန့်ဝေနေကြပါတယ်။ Digital နေ့စဉ်ဆိုတဲ့ Teddy Channel ကနေ PNL စစ်တုံးပန်း၄ယောက်ကိုစစ်တပ်နဲ့ PNL ပြည်သူစစ်ကပြစ်တပ်ပါတယ်ဆိုပြီး live ပေါ်မှာဝါရဖြန့်နေတယ်။ ပစ်သက်တဲ့တာပြောတာကြီထိပ်ပြီးတည်သွားတဲ့ကောင်တွေကလည်းမြေကြီးပေါ်ကိုနာမကြောက်လို့တဆင်ချင်းထိုင်ချနေတယ် PNL ကတည်တဲ့သူကလည်းနာမတော့ကြောက်တဲ့ထင်တယ်လို့ဇွန်တရက်နေ့မှာရေးသားဖြန့်ဝေထားတာပါဒီကြောင်းဟာ Telegram Channel နဲ့ Group 78ခုမှာလည်းပြန့်နှံ့နေပါတယ်မြေကြီးမကဒီ file နဲ့ပတ်သက်ပြီးချက်လက်စစ်ဆေးခဲ့ပါတယ်တရုတ်ဆန်ကို PNL ရဲ့ပြန်ကြားရေး Channel ဖြစ်တဲ့ Telegram Channel မှာဇွန်တရက်နေ့ကဖော်ပြထားပါတယ်လွတ်လပ်ပြီးအမီကိုကင်းတဲ့မီဒီယာတွေကနေလည်းဒီကြောင်းကိုသတင်းဖော်ပြထားကြပါတယ် ရုတ်တံဖိုင်ဟာတော်လိုင်းအင်အားစုတွေဖမ်းမိထားတဲ့စစ်ကောင်စီစစ်တုံးပန်းတပ်သားရဲ့ဖုန်းတွေကတွေ့ရှိတဲ့ရုတ်တံဖိုင်ဖြစ်ပါတယ်။ဒါကိုလည်းစစ်တုံးပန်းကတတိထွက်ဆိုထားပါတယ်။ဒီဖြစ်စဉ်ဟာ2025ခုနှစ်ဇန်နဝါရီ12ရက်နေ့မှာစီဆိုင်မြို့နယ်ထီဆောင်ကျေးရွာအနီးမှာဖြစ်ခဲ့တဲ့တိုက်ပွဲမှာ PNL ဘက်ကဖမ်းဆီးရမိခဲ့တဲ့စစ်တုံးပန်းတွေဖြစ်ပါတယ်။ဇန်နဝါရီ23ရက်နေ့မနက်ထီအသက်ရှင်နေပြီးညပိုင်းမှာတော့တိုက်စုံးနေတဲ့ရုပ်အလောင်းတွေကိုထုတ်ပြန်လာတာပဲဖြစ်ပါတယ်။ ီလိုထုတ်ပြန်ထားတဲ့ဇန်နဝါရီကဖြစ်စဉ်ပုံတွေကိုစစ်ကောင်စီရဲ့ lobby channel ဖြစ်တဲ့မှိုင်းဝီမှာဇန်နဝါရီ14မှာဖော်ပြထားတာကိုတွေ့ရပါတယ်။လက်ပြန်ကြိုးတုပ်ခံထားရတဲ့စစ်တုပ်ပန်း9ဦးပုံနဲ့အတူတနက် uniform ပုံတွေနဲ့အတူဖော်ပြထားတာပါ။ဒီပုံတွေရဲ့အောက်မှာ2025ဇန်နဝါရီ13ရက်နေ့မနက်၈နာရီ9မိနစ်လိုနေ့ရက်နဲ့အချိန်ဖော်ပြထားပါတယ်။ဒီပုံထဲမှာပါဝင်သူတွေနဲ့ရုပ်သံထဲမှာပါဝင်သူတွေကိုတိုက်စစ်တဲ့အခါမှာအစိမ်းအောင်ပြောင်းဝတ်ထားသူအင်ကြီးလက်ောက်ထားပြီးပျောက်ကြားဝတ်ထားသူ ဖနက်မဲနဲ့ပျောက်ကြားဝတ်စုံဝတ်ထားသူအပေါ်အင်းကြီးအစိမ်းပြောင်နဲ့ဘောင်းမီပျောက်ကြားဝတ်ထားသူဒီလေးဦးဟာတူညီနေပါတယ်။နောက်ထပ်တစ်ခုကတော့စစ်ခွေးတင်ကြိုင်းအမည်နဲ့တယ်လီချန်နယ်ကနေဇန်နဝါရီ14ရက်နေ့မှာဖော်ပြထားတဲ့ပုံတွေပါ။တေဆုံးသူ9ဦးပုံနဲ့ကျိုးတွေတွဲလျက်ချီထားတာတူညီပြီးအစိမ်းအောင်ပြောင်းဘောင်းမီဝတ်ဆင်ထားတဲ့တောင်ဆုံးတယောက်ကိုခြေတလုံးမှာကျိုးချီထားတာတူညီပါတယ်။နောက်ပြီးဒီ9ဦးရဲ့အရမောင်းဟာလည်းတူညီနေပါတယ်။ထပ်ပြီးတည်ကြတာတစ်ခုကတော့ပုံအောင်မှာဇန်နဝါရီ23ရက်10:49လို့ရိုက်ကူးတဲ့အချိန်ပါဝင်နေတာပါ။ ပုဂ္ဂလိကစုံစမ်းစစ်ဆေးတာတွေပြုလုပ်ပြီးဖော်ပြလေးရှိနေတဲ့ TNI SO ဆိုတဲ့ page ကနေလည်း PNL တက်တာတွေပြသက်ခံရတဲ့ဖြစ်စဉ်ဟာဘယ်ချိန်ဘယ်နေရာမှာဖြစ်ခဲ့တာလဲလို့ဖော်ပြထားပြီးဒီဖြစ်စဉ်ဖြစ်ခဲ့တဲ့နေရာနဲ့အချိန်တွေကိုတီးပြုတ်ပြီးစစ်ကောင်စီနဲ့အပေါင်းပါကကျူးလွန်ခဲ့တဲ့ဖြစ်စဉ်ဖြစ်အတီးပြုတ်ထားပါတယ်။ ဒါကြောင့်တရုတ်ဆန်ဖိုင်နဲ့ဖြစ်စဉ်ကစစ်ကောင်စီလော်ဘီတွေကဖြန့်ဝင်နေတယ်လို့ဝါရမ်းဖြန့်မှုစင်ရိုက်ထားတာမဟုတ်ပဲဖမ်းဆီးခံရတဲ့ PNL PNL စစ်တုပ်ပန်းတွေကိုစစ်ကောင်စီတပ်နဲ့ PNU ပြည်သူ့စစ်ပူးပေါင်းတပ်တွေကအမှန်တကယ်ပိတ်ခတ်ခဲ့တဲ့ရုတ်တံဖိုင်ပဲဖြစ်ပါတယ်မီဇီမာကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်းစစ်ဆေးစီကြတဲ့တဲ့ရင်တွေရှိခဲ့ရင်မီဇီမာကိုပေးပို့လို့ရပါတယ် ပေးဖို့မယ်ဆိုရင်တော့ d.ly/agfbz ဆိုတဲ့ link ကိုရိုက်ထည့်ပြီးစစ်ဆေးစီခြင်းတဲ့တဲ့ရင်အကြောင်းအရာကို link နဲ့တကွပေးဖို့ပေးဖို့မြေတားရက်ခံအပ်ပါတယ်လောကောမီဒီယာရဲ့ဆက်လက်ရပ်တည်ခံဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Missima TV YouTube Channel မှာမြန်မာဝင်ပြည်ချင်းကြီးကိုနိုင်ကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါရစေ။